ဘာသာအမွေကျွန်းလင်းနိုင်ပါစေသူများကိုစိတ်မစင်းရဲစေခြင်းမို့သူများကိုမပူလောင်စေခြင်းမို့ဆိုရင်ကိုကဘယ်လိုနေရမှာတော့အဲ့ဒီမိန်းမရဲ့အဖြေကအလွန်မှလင်းတဲ့တယ်လို့ဆိုရင်လေလိုရင်းလေးကိုပဲပြောမယ်နော်တတိပဒံတရားကိုပွားပြီးတော့နေခြင်းဟာသူများကိုစိတ်မစင်းရဲအောင်သူများကိုစိတ်ချမ်းသာအောင်သူများကိုမပူလောင်သူများကိုအေးချမ်းအောင်အအောင်ဆုံးလုပ်ပေးတာပဲ တိပ္ပတရားပွားခြင်းဟာကိုယ်ကိုယ်ကိုအေးချမ်းအောင်နေရာရောက်တယ်လို့သူများကိုလည်းအေးချမ်းအောင်လုပ်ပေးတာဖြစ်တယ်။နော်။ကိုယ်ကိုယ်ကိုချမ်းသာအောင်လုပ်ပေးရာရောက်တယ်လို့သူများကိုလည်းချမ်းသာအောင်လုပ်ပေးရာလည်းရောက်တယ်။ဒါကြောင့်မြတ်စွာဘုရားတုတ်တန်တစ်ခုထဲမှာအထက်တန်ဝါယိဘိက္ခေတံပတ္တမဏိနာအလမေဝအပမဒိနာတံပါတိတောကိုယ့်ရဲ့အကျိုးစီးပွားကိုအလိုရှိတယ်ဆိုလို့ရှိရင်အပမာဒဆိုတဲ့သတိလေးနဲ့ပဲနေတဲ့။ ပရတ္တဝါယိဘိကွေသမ္ပတ္တမာနိနာအလမေဝအပ္ပမာဒိနာသမ္ပတိတုံသူများရဲ့အကျိုးစီးပွားကိုအလိုရှိတယ်ဆိုရင်လည်းပဲအပ္ပမာဒဆိုတဲ့သတိလေးနဲ့လည်းနေဟောတေချာစဉ်းစားနော်သတိနဲ့နေလို့ရှိရင်ကိုကျိုးစီးပွားရှိတယ်ဆိုတာကတော့အရင်တင်ရှားတယ်မတင်ရှားတာကဘာလဲသတိနဲ့နေရင်သူများအကျိုးစီးပွားရှိတယ်ဆိုတာသိမတင်ရှားဘူးဉာဏ်ရှိမှပဲသိနိုင်တယ်နော်တရားဝင်လို့တေရကတုတ်တန်ထဲမှာလည်းဟောထားတာတခုရှိတယ် ငါကိုယ်ငါစောင့်ရှောက်အံ့ဆိုပြီးတော့တတိပဌံတရားကိုပွားမြဲရမယ်။သူတစ်ပါးကိုစောင့်ရှောက်အံ့ဆိုပြီးတော့လည်းတတိပဌံတရားကိုပဲပွားမယ်ဟော။ကိုကိုကိုစောင့်ရှောက်တယ်ဆိုတာလေးကတော့နားလည်ဖို့တွေ့ပါရဲ့နော်။တတိလေးနဲ့နေကိုကိုစောင့်ရှောက်ပြီးသားဖြစ်တယ်။လောဘဒေါသမောဟဣရိတာယံသူလည်းနှိမ့်ဆက်လို့မရဘူး။အပြင်ဘက်ကအန္တရာယ်လည်းပဲတတိရှိတဲ့ပုဂ္ဂိုလ်တွေတို့တော့အတော့အတန်မဖြစ်နိုင်ဘူး။နောက်ဆုံးခလုံးမတိုင်နိုင်ဘူး။ရောင်မှားပြီးတော့ကိုင်နာမျိုးဒုက္ခရောက်တာမျိုးမရှိနိုင်ဘူး။ ုတ်တမို့လားတတိယပဲစောက်ရှောက်တာတော့တကယ်တကယ်ကြာတော့ဒီတတိရှိလို့ရှိရင်သူများကိုစောက်ရှောက်ပြီးသားဖြစ်တယ်ဆိုတာကြတော့အများကြီးစဉ်းစားဖို့မရှိဘူးလားရှိတယ်တကယ်တမ်းကသူများအတွက်အကောင်းဆုံးလုပ်ပေးလို့ရတာကအဲ့ဒီအချက်တစ်ချက်ကအလွန်တရာမှအရေးပါတဲ့အချက်ပဲတတိလေးထားပြီးတော့အေးအေးချမ်းချမ်းငြင်းငြင်းချမ်းချမ်းတီတီငြင်းငြင်းလေးရှိနေတဲ့လူတယောက်ကိုအကြောင်းပြုပြီးတော့ဘုဇုံများစိတ်ဆင်းရဲကြရှိတယ်ရှိပါဘူးဘုဇုံများစိတ်ပူသွားကြရှိတယ် မရှိဘူးเนาะအားကြတဲ့စိတ်တွေအတူယူလိုတဲ့စိတ်တွေနော်ကြည်လင်တဲ့စိတ်တွေဒီလိုဓာတ်တွေသာကူးသွားတယ်အတော့ရှိတယ်။ဩဒီလိုတော်လိုက်တာငြင်းငြင်းချမ်းချမ်းနေတတ်တယ်။သူတို့စိတ်ထဲမှာငြင်းငြင်းချမ်းချမ်းနေလို့စိတ်ကိုယ်သာလည်းဖြစ်ပေါ်သွားစေတယ်။အကောင်းဆုံးတရားဟောခြင်းလို့တောင်းအစဉ်ကဆိုခြင်းလေ။ဟုတ်လား။အမှန်ကအဲ့ဒီနည်းနဲ့တရားဟောတာအကောင်းဆုံးလို့တောင်းပြောခြင်းလေ။ ဒါနဲ့ယနှုတ်ကထွက်ပြီးတော့စကလုံးနေနဲ့မြတ်စွာဘုရားဘာလို့ပြောခဲ့တာလဲဥစဉ်ရေလို့တော့ပြောတာရှိတာပေါ့နော်ဒါကမြတ်စွာဘုရားကအကောင်းဆုံးနေနည်းနဲ့အဆုံးစုံရောက်အောင်အပြည့်အစုံဆုံးနေပြီးတဲ့နောက်မှာပြောခဲ့တာနော်ဟုတ်တယ်မို့လားဒါ तू ပြောတဲ့စကလုံးက तू လုတ်ခဲ့တဲ့အလုတ်အတိုင်း तू ကမလုတ်တာပြောတာစထာဂာရီတထဝါဒီနော်လုတ်တယ်လို့ပဲပြောခဲ့တာပြောတယ်လို့ပဲလုတ်ခဲ့တာ အဲ့တော့အပြုံးနဲ့အလုတ်ကဘယ်ဟာအရေးပါလဲလို့မင်းလူတိုင်းသိရင်ဘာကအရေးပါလဲအလုတ်ကအရေးပါလေဟုတ်လားဒါကြောင့်တတိလေးထားပြီးတော့ငင်းငင်းအေးနေပြလိုက်တာဩဒီလိုနေရင်ဒီလိုချမ်းသာပါလားလို့လည်းပဲသူ့အတွက်အကောင်းဆုံးအသိဉာဏ်ကိုပွင့်လင်းသွားစေနိုင်တယ်ဟုတ်လားဒါကြောင့်ကိုယ့်ကြောင့်သူများမဆင်းရဲပါစေနဲ့မပူလောင်ပါစေနဲ့ဆိုတဲ့ဒီစုဆောင်လေးနဲ့ပတ်သက်ဆက်ဆက်ပြီးတော့သူများမဆင်းရဲအောင်မတို့ဘလို့နေကြမလဲဆိုတာလေးကိုမှန်မှန်ကန်ကန်ကြည့်ရပြည့်ပြည့်နားလည်ဖို့မလိုဘူးလားဘလို့နေရမှာလဲ သတိနဲ့နေလိုက်တာအကောင်းဆုံးပဲမေတ္တာနဲ့နေရင်လည်းအရင်ကောင်းပါလေနော်အများနဲ့နေလို့ရှင်မေတ္တာနဲ့နေရမယ်ဆိုတဲ့အဆုံးအမလေးလည်းပဲအရင်ကောင်းတယ်နော်သူတခင်ရောစောဘုရားကြီးဆုံးမတာလေးတော်တော်ကောင်းတယ်ဟုတ်လားအများတကဆက်ဆံရမေတ္တာပါမအစဉ်ပြေတယောက်တည်းပဲစွန့်ရင်ပြီးနေလို့ပြီးသတိဖြစ်လာတယ်မေတ္တာကိုကိုင်သူ့ကိုနိုင်ကြက်ခိုင်အေးမြတယ်ဟုတ်လားအတော်ကောင်းတယ်နော်အဲ့လိုစမ်း တတိမေတ္တာဤနဲ့ပြာလူရွာအစိတ်ဖြစ်ဟုတ်လားဒါကတော့ဦးဉ္ဇရဲ့စိတ်ထဲမှာတက်နေတယ်နော်မကောင်းတဲ့စိတ်တည်းကြီးတို့အစိတ်ပဲနော်လောဘဒေါသမောဟအစိတ်အဲ့ဒီအစိတ်ကိုဖြေဖို့အတွက်အကောင်းဆုံးဆေးနှက်လက်ရှိတော့ဘာလို့မေတ္တာနဲ့တတိအဲ့ဒါမေတ္တာကအများနဲ့နေတဲ့အချိန်မှာအယံကိုလိုအပ်တယ်အစင်မပြေမှုတွေကကိုယ်စိတ်ကိုနှိမ့်ဆက်မှဆိုလို့နော်တတိကတော့တယောက်တည်းနေတဲ့အချိန်မှာအလွန်တရာမှလိုအပ်တယ် မြန်နေနေလေဒီမှာသတိမလိုဘူးလို့တော့ဆိုလိုတာတော့မဟုတ်ဘူးเนาะဒီနေရာမှာဦးရှင်တို့ပေးတဲ့ပေါင်းတော်အောင်တို့သူတော်ဘာမစင်းရအောင်မပူလအောင်ဘလို့နေရမှာလေလို့เนาะဒီမိကုံးရဲ့အဖြစ်အကောင်းဆုံးဖြစ်မယ်ရှင်ဘလို့နေရမှာတော့သတိနဲ့နေရမယ်ဩသတိလွတ်သွားလို့ဒါလည်းကြံတဲ့မဟုတ်တာတွေကဖြစ်လာတာဟုတ်အဲ့ဒီမဟုတ်တာတွေကြောင့်ပဲကိုယ်မြင်ရတဲ့လူကိုယ်အတန်ကြားရတဲ့လူတွေဒုက္ခရောက်ဝင်တာပဲလေတော့ကိုချင်းစားတဲ့ဖို့လဲလိုတာပေါ့ ဘလိုလူမျိုးပြောတဲ့အချိန်မှာဘလိုလူမျိုးရဲ့အမူအရာဘလိုအနေအထားမျိုးတွေကိုငါမနှစ်သက်ဘူးလေမကြိုက်ဘူးလေတော့ဘလိုအနေအထားမျိုးကိုတွေ့ရင်ငါစိတ်တွေဆင်းရဲသွားလဲစိတ်တွေညစ်သွားလဲအဲ့ဒါကိုစဉ်းစားအဲ့လိုလူမျိုးကြီးကိုသူများကိုမဖြစ်စေဖို့အဲ့လိုအမူအရာကြီးမပြမိဖို့တတိထားကိုမလိုဘူးလားအဲ့ဒါမျိုးကိုငါမကြိုက်ဘူးဆိုရင်ကိုမကြိုက်တဲ့အမူအရာကြီးကိုသူများကိုပြတတ်တယ်လားမပြတတ်ဘူးတော့ဒါကတော့စဉ်းစားရအောင်ပြောတာပါ ဒါကြောင့်ကိုယ်ကြောင့်မဇူမမစင်းရဲပါစေနဲ့ဆိုရင်ဒီစုတော်လေးကအလွန်တရာမှာကျေပြန့်နေနေတယ်ဟုတ်လား